ဒီတစ်ခါတော့မြစ်စုကစင်ကာပူကနေပြီးတော့ပြည်နံသွားมาဖြစ်ပါတယ်စင်ကာပူကနေပြည်နံပဲသွားသွား KL ပဲသွားသွားပြန်အဲဖြစ်သွားသွားမြစ်စုတော့ခုခုသွားခဲ့တဲ့အတိုင်းပဲသွားมาဖြစ်တဲ့အတွက်မြစ်စုနဲ့အတူတူလိုက်ပါရရှိပေးကြပါအောင်ရှင်အခုကားရတော့ဒီမှာတော့ဝန်ထမ်းတွေရတော့အများကြီးပေါ့နော်ကိုယ့်ရဲ့ကားနဲ့ကိုယ်ဝင်ထားတဲ့ကားနံပါတ်မှမှန်မှန်ကိုတခြားစစ်ပြီးတော့ကားပေါ်တခြားပါရှင်။အဲ့ဒါကတော့ဒီ star map မှာဝင်ထားတာဖြစ်ပါလေရှင်။ဒီဆိုတော့ဒီမှာ VMI ကို VMI bus ကိုဝင်ထားတာဖြစ်တဲ့အတွက်ခင်ဗျားတို့ဆိုလို့ရှိရင်တော်တော်တော်လေးရှိရဲ့ agent ကိုဆီရပါလေရှင်။ ိုနဲ့ဆင်ပြေတဲ့ကားလိုင်းကိုလည်းဆင်လို့ရပါလိမ့်ရှင်။မြစုကတော့ star map ကိုရွေးပြီးတော့ကိုရမ်းမိုင်မှာပဲလက်စီပြခဲ့ပါလိမ့်ရှင်။ What did you change the cat? Four. Yeah. Two. This is Okay, thank you. ခုလည်းမျိုးဒီလိုကောင်းတာမှလာပြီးတော့ဝိုင်းရဝီဆိုကောင်းတာမှလာပြီးတော့ physical ticket ချင်းရပါလိမ့်ရှင်။ င်းရင်ဒါမြစ်စုကကောင်တာမှာသွားပြီးတော့တက်ကက်လဲပြီးသွားပြီပေါ့နော်ဒီမှာကိုသွားမဲ့ရက်လေပြီးလို့ရှိရင်ကိုသွားမဲ့နေရာနဲ့အချိန်လေးပါအကုန်လုံးတခြားတစ်ပဲပြန်စစ်ပေါ့နော်ကိုပေးခဲ့တဲ့အမောင်းမှန်မှန်မှန်လေးပေါ့နော်ပြီးလို့ဆိုစစ်ပြီးလို့ဆိုလို့ဆိုလို့ရှိရင်ဒီဟာကမြစ်စုတို့ကားလာလို့ဆိုလို့ရှိရင်အဲ့ဒီကားကိုသွားပြီးတော့စီလို့ရပါပြီရှင်တကယ်လို့ဒီ easy book ကနေဝယ်တဲ့နီလန်လေးမသိဘူးဆိုလို့ဆိုလို့ရှိရင်မြစ်စုကကောမန်မှာထပ်ပြီးတော့ရေးထားပြပါမယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်အခုမြစ်စုရောက်နေတဲ့နေရာကတော့ကိုရမ်မိုင်ရှိမှရှိရဲ့ဖူကော့မှာရောက်နေတာဖြစ်ပါတယ် အခုမြေဆူကမလေးရှားကိုသွားဖို့တော့ညာကစိတ်မှဖြစ်တဲ့အတွက်ညာကမစိတ်ခင်လေးမှာဒီမှာဒီမှာရှေ့နားမလေးမှာရှိရဲပုကောက်မှာလာလာစားတာပေါ့နော်ဒီမှာကတော့အစားအစာအများကြီးရတယ်ဆေးရည်လည်းမစိုးပေါ့နော်ဘယ်လိုကညာိုက်ကြိုက်ပါစိတ်မဆိုးလို့ဆိုလို့ရှိရင်မသွားခင်လေးမှာဒီညာလေးမှာခဏဝင်ပြီးတော့စားပါလို့ရပါတယ်ရှင်အခုမြေဆူမာလာလေးကမာလာတာလေးကတော့ဒါ ginger ginger pot လေးပေါ့နော်သူကကော်ရီလိုမျိုးကော်ရီလေးနဲ့ချထားတာဖြစ်ပြီးတော့ဒီလိုမျိုးရွက်လေးလည်းပါတယ်ဒါဆိုမုန်ကြီးလေးလည်းပါတယ်ပြီးရင် ်အသားတုံးလေးပေါ့နော်ဝက်နံရိုးတုံးလေးလည်းပါတယ်ပြီးရင်ကိုယ်မှာချီလီလေးလည်းပါတယ်ပေါ့နော်ဒီလိုကိုယ်အဆက်ကြိုက်တယ်ဆိုလို့ဆိုလို့ရှင်တယ်သူတို့စီက sauce လေးနဲ့ယူလို့ရတယ်ပြီးရင်နောက်တစ်ဒီမှာသူ့မှာလည်းဒီလိုမျိုးဟင်းရည်လေးလည်းပါပါသေးရဲ့ရှင်မြစ်ဆိုနောက်တစ်တစ်ပွဲထပ်မှပြည့်ခဲ့တယ်ကတော့ honky me ပဲဖြစ်ပါတယ်ရှင်ตัวก็ดิโลမျိုးခုตัวอ่ะဒီจ่อဆိုလို့ဆိုလို့ရှင်နေပေါ့เนาะပစုံကောင်းပြုတ်ရင်ねဒီဟာတွေအကုန်လုံးလုံးပြီးတော့ပြန်จ่อထားတယ်ပေါ့เนาะမီးပြင်းပြင်းနဲ့จ่อထားပြင်တော့မီးကိုအနှံ့ရတာလေးတွေကလည်းမှုေးပြီးတော့လေလုံးဝ တော်တော်မြင်မှာကြိုက်ပေါ့နော်အဲ့လိုမီးကွန်းနံလေးနဲ့တော်တော်လေးကိုမှုကြိုင်ပြီးတော့ပေါ့နော်ရတာကောင်းတဲ့ဟာလေးပေါ့နော်တကယ်လို့ကွာဒီကိုရပြည့်ခဲ့ဆိုလို့ရှင်ဒါလေးကိုထိုင်ကြည့်လို့ရတယ်သူ့မှာပါလာတယ်ရတော့ဒီမှာပစုံပါမယ်ပြီးလို့ဆိုလို့ရှင်ကင်းမုံလေးလည်းပါတယ်ပေါ့နော်မာကြက်ဦးလည်းပါတယ်နံလေးကတော်တော်လေးမှုပါတယ်ဒီစုံစမ်းကြည့်လိုက်ပါမဒါတော့တပွဲဆိုဆိုလို့ရှင်ချက်ချက်ပေးရပါတယ်ရှင် ဆိုကြောစာကြာစမ်းကြောတော့လွယ်နေလို့ဆိုလို့ဆိုလို့ရှင်တော့ဒါမျိုးလေးကိုစမ်းစာကြည့်လို့ရပါလို့ရှင်မြစ်စုကအခုဒါစားပြီးနော်မလေးရှားကိုသွားဖို့တော့ခဏနေဥပလေးကိုလမ်းကူပြီးရောကတစီမှာဖြစ်ပါလေရှင်အလုံးမဲမြစ်စုနဲ့တို့မလေးရှားကိုဘယ်လိုသွားလဲဆိုတာကိုလိုက်ကြည့်ပေးကြပါအောင်ရှင်ဆိုရင်တော့မြစ်စုလိုစီရမယ်ကတော့ရောက်လာပြီပေါ့နော်ကိုစေကိုဝေထားတဲ့ကလမတ်ကုနဲ့ကိုစကားဥပေါ်မတက်ခင်လေးမှာတခြားလေးလည်းစစ်ပေါ့နော်အခုကားလည်းရောက်လာပြီဆိုတော့ထုတ်လေးကိုတင်ပြီးတော့သွားရုံပါပဲရှင် ပြီးတော့ဒီမှာကိုဝယ်ထားတဲ့ကားလည်းမပေါ်ဘူးဒီပြီးတော့ကိုစီးတဲ့ကားနဲ့ခုံနံပါတ်တရားတော့အပြောင်းသွားမှာဖြစ်ပါလိမ့်ရှင်ဒီမှာတော့ကားနံပါတ်လိုင်းတွေကတော့အများကြီးရှိရပါတော့ အခုသွားတာကကားနဲ့သွားတာဖြစ်တဲ့အတွက်လင်းလက်မျိုး KG ကန်တတော့မရှိဘူးကိုသိန်းသိနေတဲ့လောက်7 KG လည်းရတယ်30 KG လည်းရတယ်ပေါ့နော်တကယ်လို့ကိုကဟိုတရက်နှစ်ရက်ပဲသွားတဲ့ဟာကိုကလက်ကြီးကြီးသေးသွားမယ်ဆိုလို့ရှိရင်တော့ immigration ဖြစ်တဲ့ခါမှာ immigration ကနေပြီးတော့ဒီလိုမျိုးထုတ်ကြီးရပါလို့ဆိုလို့ရှိရင်တို့မှ extra ဖြစ်ရတာတို့တို့အခါကျတော့ဆိုလို့ရှိရင်ထုတ်လေးစစ်ကြည့်တာလည်းမျိုးတော့ရှိပါသေးရှင်မြစုကတော့မြစုသွားနေကြတိုင်းမဲ7 kg တလုံးရဲ့ကြောက်ပွေထဲမှာပစ္စည်းတွေထည့်ထားရတယ်ပေါ့နော်အဲ့လိုမျိုးနဲ့မြစုကတော့မြေထဲခရီးသွားနေကြပဲဖြစ်ပါလိမ့်ရှင် ကားနဲ့သွားလို့ရှိရင်အထုပ်တွေဘယ်လောက်ထိတည်လို့ရရလဲဆိုတော့မိထားတဲ့သူတွေအတွက်ဖြည်းဖြည်းလိုက်ခြင်းဖြစ်ပါတယ်ရှင်။အခုမြေစုတော့ကားလည်းရောက်လာပြီပေါ့နော်။ရှင်းပါဆိုလို့ရှိရင်တို့တော့ကိုကားနံပါတ်မှမမှလက်မှတ်နဲ့တခါပြင်စစ်တယ်ပေါ့နော်။ဘယ်လိုလုပ်ရလဲထည့်ပြီးသွားပြီဆိုလို့ဆိုလို့ရှိရင်ကားနံပါတ်ကိုတရားပြင်စစ်ပြီးတော့တက်မှာဖြစ်ပါတယ်။ အခုလိုမျိုးကိုစီးတဲ့ကားရောက်လာပြီဆိုလို့ရှိရင်ကားနံပါတ်လေးကိုလည်းတည်ချာမှတ်ထားဖို့လိုပါတယ်ရှင်။ highway ကဖြစ်တဲ့အတွက်ဒီကားကတော့ပုံမှန်မြစုလိုဘတ်စကားစီးပြီးသွားနေကြအတိုင်းဝူလန်းကသွားမှာမဟုတ်ဘဲနဲ့ Torsling ကနေသွားမှာဖြစ်ပါတယ်ရှင်။တော့စလင်းရောက်တာနဲ့မြစုလိုစင်ကာပူဘက်က immigration ကို ဖြတ်ရမှာဖြစ်ပြီးတော့ passport လေးကိုယူပြီးတော့စင်ကာပူ immigration ကို ဖြတ်လိုက်ရုံပါပဲရှင် immigration ဖြတ်ပြီးရတဲ့ကိုစီးလာတဲ့ကားကိုတေချာရှာမှာဖြစ်တဲ့အတွက်ကားနံပါတ်လေးကိုမှတ်ထားကြဖို့လည်းမမေ့ပါနဲ့နော် ကားရောက်လာပြီးတော့ကိုကကားပေါ်တက်ပြီလို့ဆိုလို့ရှိရင်သူတို့ကတရားကိုဖြတ်ပြီးတော့မလေးရှားဘက် immigration ကိုဆက်သွားမှာဖြစ်ပါတယ်ရှင်။မလေးရှားဘက် immigration ကိုရောက်ပြီဆိုရင်မြို့စုလို့စင်ကာပူဘက်နဲ့မတူဘဲနဲ့ကိုယူလာတဲ့အထုတ်တွေကုန်လုံးကိုတည်ပြီးတော့မလေးရှားဘက်က immigration မှာ clearance လုပ်ဖို့အတွက်အထုတ်တွေကုန်တည်ပြီးတော့ immigration ထပ်ဖြတ်ပေးရမှာဖြစ်ပါတယ်ရှင်။ အခုမြစ်စုကစင်ကာပူကနေပြည်နယ်ကိုတိုက်ရိုက်သွားမှာဖြစ်ပြီးတော့စီးကျင်ကတော့10နိုင်ကြာမှာဖြစ်ပါလေရှင်10နိုင်ကြာမှာဖြစ်တဲ့အတွက်အခုလိုမျိုး 2+1 ခုံလေး VIP ကားမျိုးကိုယူထားတာပေါ့နော်အခုလိုမျိုးကားလေးယူခြင်းအပြည့်ကိုခီးလန်းတစ်ချောင်းမှာလည်းတော်တော်တာလေးစီးနှင်းသွားနိုင်ပြီးတော့လူလဲပင်မနာတတမှာဖြစ်ပါလေရှင်မြစ်စုကတော့10 ကားပေါ်မှာခုလိုမျိုး platform လေးပဲဒီမှာဆိုလို့ရှိရင်အတုံးရရပါတော့နော်။ချင်းချင်းနဲ့ဒီမှာပေါ်ပါတင်လို့ရတယ်။ဒါဆိုလို့ဆိုလို့ရှိရင်တင်လို့ရတာဖြစ်တဲ့အတွက်ရှောင်းလေးတော့တောက်တော့တင်လို့ရတာဖြစ်တဲ့အတွက် ဒီလိုမျိုးလေးရန်ကုန်ကဖြီးသွားရင်ပို့ပြီးတော့တော်တော်တော်ရှိပါတယ်။ဥစ္စာသွားမဲ့ချိန်က9နိုင်10နိုင်လောက်ကြာတယ်။မြို့ဆိုတော့ဒီလိုကားမျိုးနဲ့ပဲသွားရပါတော့။ဟိုမှာ4နိုင်လောက်ပဲ3နိုင်4နိုင်ဆိုရင်တော့ဒီကောင်းတဲ့ကောင်းတဲ့နဲ့သွားပြပါလေရှင်။အခုဆိုရင်တော့မြစ်စုတို့စင်ကာပူရဲ့ညှလာလေးကိုကြည်ရင်ခန်းဆိုင်တက်တာလေးလုပ်ရင်းနဲ့မလေးရှားဘက်ကိုသွားတော့မှာဖြစ်ပါတယ်ရှင်။ ကိုမျိုးစုဆာလုံးမှာမှာ immigration ဖြတ်ပြီးတော့ဒါမလေးရှားဘက်ကိုကူဖို့တော့ကိုလူပြေဆောင်နေတာဖြစ်ပါတယ်ဒီမှာဆိုလို့ဆိုလို့ရှိရင်အဲသူကကားကားဟို immigration ဖြတ်ဖို့တော့နိုင်ဝဆောက်ပြေပေါ့နော်အဲ့တော့ကို immigration ခန်းထဲမှာမြင်းမြင်းဆန်းဆန်းလေးဖြတ်ပြီးတော့လာဖို့တော့လိုတယ်ပေါ့နော်အဲပြီးတော့ကိုကပေါ့ပါသွားချင်တယ်ဆိုလို့ရှိရင်ဒီနားလေးမှာပဲပေါ့ပါသွားဖို့များရှိတယ်မြင်းမြင်းလေးသွားပြီးပြန်လာရင်တော့ဆင်းပို့ကောင်းတာပေါ့နော်ကိုကနံပါတ်ကတော့ကိုကိုတေချာမှတ်ထားပြီးတော့ကားကိုပြန်တက်လာမှာပဲဖြစ်ပါရှင့်အားအားလုံးမဲ့မြင်းစုနဲ့လူလိုက်ပြီးတော့ကြည့်ရှုပေးကြပါအောင်ရှင့် အဲ့တော့မြေစုတော့မလေးဆိုင်မိပြီးရှင်ဖြတ်ပြီးသွားပြီနော်ဒီမှာတွေ့ရတဲ့အတိုင်းပဲကားတွေကတော့အများကြီးပဲအတွက်ကိုယ်သားကိုယ်ကားကိုကိုယ်မှောင်းလိုက်ဆိုင်ရမှာဖြစ်ပါတယ်ရှင်အခုမြေစုစီးလာတဲ့ကားကိုလိုက်ဆိုင်လိုက်ပါအောင်မယ်ရှင်ဒီနေရာမှာအရင်ကြီးကြည့်တဲ့ချက်ကတော့ကိုယ်စီးလာတဲ့ကားကိုမှတ်မိဖို့လိုပါတယ်ရှင်အခု immigration တစ်ခုလုံးလိုက်ဖြတ်ပြီးသွားပြီဆိုတော့ကိုကကားပေါ်မှာ IMS လေးတက်ရင်တချင်းလေးနှမ်းထောင်ရင်လည်း relax လုပ်ပြီးတော့ခရီးသွားလို့ရပါပြီရှင် ်လမ်းတစ်ချောင်းမှာတော့သူကပေါ့ပါသွားဖို့တော့ကားလေးခဏခဏရပ်ပေးတာဖြစ်တဲ့အတွက်အရင်စိတ်ဝင်စားပို့နာရောက်ခံနေပြီပေါ့နော်မနက်အချိန်အပြည့်ဆိုလို့ရှိရင်လည်းမနက်9:00နာရီထိုးပြီးထားရစတ်ထလာတဲ့ချိန်ကတော့ည7:00နာရီပေါ့နော်အခုဆိုလို့ရှိရင်မင်းစုတို့အာတို့ကားမှဆိုဒီကားဆိုလို့ဆိုလို့ရှိရင်သူကခဏခဏနာပေးရပေါ့နော်ဟိုလမ်းမှဆိုလို့ရှိရင်လည်းကိုလိုညပတ်လေးလေးဟိုလို3:00နာရီ4:00နာရီနိုင်ကြတခါတော့သူတို့နာနာပေးတယ်ပြီးရင်ဒီမှာပေါ်ပါသွားပါတော့နော်သွားလို့လည်းရတယ်။အမျိုးစုဆိုလို့ရှိရင်ဥမာသွားတဲ့စီမှာပဲ ကော်ဖီလေးကတော့ဆွဲလာတယ်ပေါ့နော်ဒါမနက်ခင်းရဲ့ကော်ဖီလေးပါဒီမှာမြင်ရတဲ့မြင်ဝင်းလေးကတော့လည်းမသိလို့ရှိရင်ကိုယ့်နဲ့ပဲကိုမြင်ရတဲ့ပြည်နေရတဲ့လိုမျိုးပဲခံစားရစီပါတယ်ရှင် ရောက်နေတဲ့တရားကတော့ပီနန်ကုန်းမြင်နဲ့ပီနန်ကျုံကိုဆက်ထားတဲ့တရားပေါ်ရောက်နေတာဖြစ်ပါတယ်ရှင်မိစုကတော့ကျုံပေါ်မှာရှိတဲ့စွန်ကိုင်းနီပုံဘတ်စတာမင်းနဲ့ကိုသွားမှာဖြစ်ပြီးတော့ဘတ်စတာမင်းနဲ့ရောက်ပြီဆိုတာနဲ့ကိုသွားချင်တဲ့နေရာကိုဆက်ပြီးတော့သွားမှာဖြစ်ပါတယ်ရှင်အခုဆိုရင်မိစုကတာမင်းနဲ့ကိုရောက်ပါပြီတာမင်းနဲ့ရောက်ပြီးရတဲ့ကိုသွားချင်တဲ့နေရာလေးကိုဒီနေရာနေပြီးတစီငါပြီးတော့ဆက်ပြီးတော့သွားနိုင်ပါပြီရှင်မိစုရဲ့နောက်ဗီဒီယိုလေးမှာလည်းပီနန်မှာဘိုင်လုပ်ပြီးတော့ဘိုင်လေးပဲလုပ်ရတယ်ဆိုတဲ့နေရာလေးပြပြတော့မှာဖြစ်လို့ဗီဒီယိုလေးတွေကိုလည်းဆက်ပြီးတော့ကြည့်ရှုပေးကြပါအောင်ရှင်အားလုံးပဲကျေးဇူးများတင်ပါတတပါ